ားလုံးပဲမင်္ဂလာပါခင်ဗျာ Lucky Duty Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်တို့ပြီးခဲ့တဲ့အပတ်ကပေါ့နော်ပြီးခဲ့တဲ့ပတ်ကတော့ကျွန်တော်အခုဝေကနန်နှစ်ကွက်ထွက်တွက်တွက်ထွက်ပါလေခင်ဗျာနော်အခုကမွေးခနန်တွက်ပြပေးပြလို့ပါခင်ဗျာကျွန်တော်26ရက်နေ့ကနေ9လပိုင်း10ရက်နေ့ထိပေါ့ခင်ဗျာတပတ်စာမွေးခနန်လေးကိုကျွန်တော်တွက်ပြပေးပါမယ်ပြီးခဲ့တဲ့ပတ်ကလည်းဗုဒ္ဓဘုံနေ့မတိုင်ခင်ပါပဲမွေးခနန် ျွန်တော်တို့1ခွန်1ထွက်တယ်ပြီးတော့3ည8ထွက်တယ်ခင်ဗျအဒီမှာเนาะကျွန်တော်2 4 6ွက်ပေါ့အဲ့เนาะမွေးကနန်း6ွက်မှာကျွန်တော်2ွက်ထွက်သွားပါတယ်ဟုတ်ပြီเนาะခွန်1ခွန်ရ3ည8ရဟုတ်ပြီเนาะဒါကမွေးကနန်း2ွက်ထွက်သွားတယ်6ွက်မှာ2ွက်ထွက်သွားပါတယ်ခင်ဗျအခုကျွန်တော်28ရက်နေ့ကနေเนาะ28ရက်၄လပိုင်းရနေပြီးတော့၁ရက်နေ့၅လပိုင်းထိကပတ်စာမွေးကနန်းလေးကို တွက်ပေးမယ်ခင်ဗျာเนาะပထမဆုံးကျွန်တော်တို့ထိပ်စီးပိုင်းလေးတွေပြန်ကြည့်မှာပါခင်ဗျာเนาะထိပ်စီးနဲ့ပိတ်နဲ့တွက်ပေးပါမယ်ပထမဆုံးကျွန်တော်တို့ထိပ်စီးပိုင်းကိုစကြည့်မယ်ခင်ဗျာเนาะထိပ်စီးပိုင်းလေးကိုကျွန်တော်တို့အစကြည့်မယ်ဆိုရင်ထိပ်စီးပိုင်းလေးอ่ะဒီကကျွန်တော်တို့၄ရဲ့ဒီကကျွန်တော်တို့၈နှလုံးရဲ့9ရဲ့เนาะဒီက၄ရဲ့ နော်စုစုပေါင်း1 2 3 4 5လုံးပေါင်းချင်းနော်ဒီ5လုံးပေါင်းချင်းကကျွန်တော်တို့5လုံးပေါင်းချင်းဆိုတော့စစ်နယ်ဒီ16 4နဲ့ပေါင်းတော့20ဟုတ်ပြီနော်4နဲ့ပေါင်းတော့20 25 26ဟုတ်ပြီနော်ဒီ26ရ26ဆိုတော့ကျွန်တော်တို့6ပေါ့6ရဲ့ပါဝါက1 6ရဲ့နက်ခတ်က9ဟုတ်ပြီနော် 6ရက်ပါဝါ1 6ရက်နှစ်ခတ်က9ပထမဆုံးကျွန်တော်တို့တေ၈၈၅၄ငါးလုံးပေါင်းခြင်းနော်ငါးလုံးပေါင်းခြင်းဒီမှာတင်းနဲ့လေးနဲ့ပေါင်းတော့ငါဒီက9 10ဒီက16တော့26 6ရက်ပါဝါ1 6ရက်နှစ်ခတ်က9 6 19ထိပ်ဒီမှာဗာထိပ်တယ်ထွက်တာလေ6ထိပ်ထွက်တာလေ1ထိပ်ထွက်တာလေခင်ဗျာနှစ်ကွက်ထွက်သွားတယ်6ထိပ်နဲ့နော်1ထိပ်နဲ့6ထိပ်နဲ့နှစ်ကွက်ထွက်သွားပါလေတော့အပိတ်ပါတစ်ခါလဲကျွန်တော်စပြမယ်ခင်ဗျာနော်အပိတ်ကိုကြည့်မယ်ဆိုရင်အပိတ်ကနန်းလေးอ่ะ dia ngai ye nobi no nobi dia de ye she ye ngai ye dia dia ko ye nobi no ko de nobi ko de she nga paung chin nobi no ko de she nga paung chin nga ko ne de ne paung no 30 38 23 3 ye နက်ခတ်က9ဟုတ်ပြီနော်9 85လေးလုံးပေါင်းချင်း10ဆက်18 23 3၃ရဲ့နက်ခတ်က9ဒါကြောင့်ဒီမှာဘာထွက်တယ်ကျွန်တော်တို့ကြည့်မယ်ဆိုရင်63 65ရှိမယ်မရှိဘူးခင်ဗျာနော်13 15ဟောဒီမှာ15ကျွန်တော်တို့တစ်ခွက်အောင်ရတယ်ပေါ့နော်15 13 15 95 93မရှိဘူးခင်ဗျာเนาะဒါကြောင့်ဒီလိုမှာတစ်ခွက်ပဲအောင်လာတယ်ဟုတ်ပြီเนาะတင်ငါတစ်ခွက်အောင်သွားတယ်ဗောခင်ဗျာဒီဒီပင်မှာ เนาะနောက်တစ်ခုကျွန်တော်တို့ဆက်ကြည့်မယ်နောက်တစ်ခုနောက်တစ်ခုကြတော့ကျွန်တော်ဒီအပေါ်အတိုင်းပဲကျွန်တော်တို့သွားမယ်ဆိုရင်ဒီက၈ရက်၂ရက်ဒီကအလေးနှလုံးရက်ဒီက၅ရက်ဟုတ်ပြီเนาะဒီ၅လုံးပေါင်းချင်းဒီ၅လုံးပေါင်းချင်းက10ရက်၈နဲ့2နဲ့ပေါင်းတော့10ရက်15ရပါတယ်15မှာ5ရက်ပေါင်းွာက3ညနက်ခတ်ကတော့3ဟုတ်ပြီเนาะနက်ခတ်က3ဖြစ်တဲ့အတွက်ကျွန်တော်တို့9 3ည3မှာ ကျွန်တော်တို့ထိတ်စီမှာပါလာတာလဲဆိုတော့9 9 9 9ကြီးပဲထိတ်စီတုံလို့3ခွက်ထွက်သွားတယ်ခင်ဗျာเนาะ9 4 5 6 9 3တော့က3ခွက်ထွက်သွားပါတယ်တော်ပြီเนาะဒီမှာ9 3ည3မှာထိတ်စီမှာ9 9တလုံးပဲ3ခွက်ထွက်လာတယ်ခင်ဗျာဟုတ်ပြီကျွန်တော်တို့အပိတ်ကိုဆက်ကြည့်မယ်ဆိုရင်အပိတ်က6ရယ်8ရယ်3ညရယ်8ရယ်ဟုတ်ပြီเนาะဒါကြောင့်မို့ဒီမှာ8နဲ့လီ16 6နဲ့ပေါင်းတော့20နဲ့2 22ဆိုတော့2ရဲ့နှက်ခတ်က4ဟုတ်ပြီเนาะကျွန်တော်ပြန်ပေါင်းပြပါမယ်6နဲ့8ရဲ့3ည3ညရဲ့8ရဲ့ဟုတ်ပြီเนาะ4 2 3 sorry ပါ2 2 3လုံးပေါင်းချင်းပေါ့เนาะ4လုံးပေါင်းချင်း7နဲ့3ညနဲ့ပေါင်း8 8နဲ့7နဲ့ပေါင်း16 6နဲ့ပေါင်းတော့22 2ရဲ့နှက်ခတ်က4ဒီမှာဘာထွက်သွားလဲကျွန်တော်တို့ကြည့်မယ်ဆိုရင်9 2 9 4ဒီမှာ54တို့ကထွက်လာတယ် ဘူးเนาะ54တခွထွက်လာတယ်3ညာ2 3ညာ4ရွှေမဲ့3နှစ်3လေးထွက်လာတယ်ဒါကြောင့်မို့ဒီမှာလဲ54တခွတော့အောင်းသွားတယ်ခင်ဗျာဟုတ်ပြီเนาะအားကြောင့်ဒီတိုင်းပဲနောက်တစ်ခုကျွန်တော်တို့ဆက်ကြည့်ရအောင်နောက်တစ်ခုဆက်ကြည့်မယ်ဆိုရင်ဒီက9ဟုတ်เนาะဒီက9ရဲ့1ရဲ့ဒီက3ရဲ့4ရဲ့ဒီ5လုံးပေါင်းချင်း ငါလုံးပေါင်းချင်းကဆိုရင်ဒီမှာ9 10 19 20နှစ်ပေါ့ခင်ဗျာเนาะ20နှစ်နှစ်ရဲ့ပါဝါက9နှစ်ရဲ့နှက်ခတ်က4 4 5 9 13ပေါင်းချင်းငါလုံးပေါင်းချင်းခင်ဗျာเนาะငါလုံးပေါင်းချင်းကဒီမှာ9ဒီမှာလဲ9 5 4နဲ့ပေါင်း9 9နဲ့28 19 20နှစ်နှစ်ရဲ့နှက်ပါဝါ9နှစ်ရဲ့နှက်ခတ်က4နှစ်ခွန်4ထိပ်နော်နှစ်ခွန်လေးထိပ်မှာကျွန်တော်ကခွန်ထိပ်ထွက်တာလေလေးထိပ်ထွက်တာလေခွန်နဲ့လေးနဲ့နှလုံးထွက်တာလေထိပ်စီရ ဟုတ်ပြီနော်အဲဒါကြောင့်အပိတ်လေးကိုကျွန်တော်တို့ဆက်ကြည့်မယ်ဆိုအပိတ်ကဏ္ဍအပိတ်ကဏ္ဍကဒီမှာ9 9 9 935224ပေါ့ခင်ဗျ၄ရက်နှက်ခတ်က1ဟုတ်ပြီနော်၄ရက်နှက်ခတ်က1ဖြစ်တယ်တော့ဒီမှာကျွန်တော်တို့ကနန်းကိုယူမယ်1 4 2 2 မရှိဘူးနှစ်ထိတ်နဲ့ခွန်လေးခွန်လေးရှိတယ်ခင်ဗျာနော်84ရှိပါတယ်84 82ရှိမယ်82မရှိဘူး442ဓမ္မဆိုရင်44ထပ်မယ်ဒါကြောင့်ဒီဘင်မှာကျွန်တော်နှစ်ကွက်ထွက်သွားတယ်ခင်ဗျာဟုတ်ပြီနော်အဲဒါကြောင့်ဒီထဲမှာကျွန်တော်နှစ်ကွက်ထွက်သွားတာပေါ့ဟုတ်ပြီနော်ဒါကြောင့်လာမယ့်ကျွန်တော်တို့28ရက်နေ့အဖွင့်နေ့ကနေတနင်္လာနေ့ကနေအပိတ်နေ့ထိနော်တောက်ကြနေ့ထိမှာ ကျွန်တော်တို့ဘာဖြစ်နိုင်ကြီးရှိတယ်ပေါ့ခင်ဗျာเนาะဖြစ်နိုင်ကြီးရှိတယ်မွေးကနန်းပြီးကြတဲ့ဘက်ကတော့ကျွန်တော်တို့1003 3986ကွက်မှာ2ကွက်ထွက်လာတယ်အခုလဲကျွန်တော်အနည်းဆုံး2ကွက်တော့ထွက်ဖို့များပါတယ်ခင်ဗျာเนาะချိန်သေးတော့ထွက်ပါမယ်အနည်းဆုံးကျွန်တော်2ကွက်တော့ချိန်သေးထွက်ပါမယ်เนาะမွေးထိုးပြီးပါခင်ဗျာเนาะခုဒီမှာ9ရက်4ရက်8ရက်6ရက်4ရက်ဒီ5လုံးပေါင်းခြင်းဟုတ်ပြီเนาะ5လုံးပေါင်းခြင်း ငါလုံးပေါင်းချင်းကတော့9နဲ့10နဲ့ပေါင်းတော့15ဒီမှာ4နဲ့6နဲ့ပေါင်းတော့30 25 4နဲ့ပေါင်းတော့29 9ရဲ့ power 4 9ရဲ့နက်ခတ်က6ဒါကြောင့်မို့ထိတ်စီးရကျွန်တော်တို့က9 4 6 3လုံးရသွားပြီဟုတ်ပြီเนาะ9 4 6 3လုံးအပိတ်ကိုကျွန်တော်တို့တစ်ခါလေးကြည့်မယ်အပိတ်က9ရဲ့9ရဲ့10ရဲ့3ညရဲ့ဟုတ်ပြီเนาะ9နဲ့10နဲ့ပေါင်းတော့15 3ညနဲ့ပေါင်းတော့15 18နဲ့ထပ်ပေါင်းတော့22ပေါ့ဟုတ်ပြီ2ရက်နှက်ခတ်ကကျွန်တော်တို့က400ပါ2ရက်နှက်ခတ်က400ဆိုကျွန်တော်တို့ကဏန်းကိုစီလိုက်မယ်ဆိုရင်ဘယ်နှက်ခတ်ထွက်မှာလဲဆိုတော့မ92ဟုတ်ပြီเนาะ92 94ပြီးရင်4နဲ့စမယ်ဆိုရင်42 44 62 64 6ကွက်ထွက်သွားပါတယ်ဟုတ်ပြီเนาะ6ကွက်ထွက်သွားပါတယ်အဲ့ဒီမှာမှเนาะတိတန့်ကနန်းလေးလေးလိုချင်တယ်ဆိုရင်လဲကျွန်တော်ရဲ့ Viber နံပါတ်မှာလက်တောင်းပေးလို့ရပါတယ်ခင်ဗျာเนาะ39 98 68 69 45 3ဒါကတော့တပတ်စာမွေးခွက်ပါခင်ဗျာเนาะမိမိတို့ကြိုက်နှစ်သက်တယ်ဆိုရင်ဝင်ရောက်ကန်ဆန်းလို့ရပါတယ်မွေးပြီးပါပြီးကြတဲ့ဘက်ကနှစ်ခွက်ထွက်ပါတယ်ဒီမှာလည်းအနည်းဆုံးနှစ်ခွက်မဟုတ်သုံးခွက်ထွက်ဖို့များပါတယ်ခင်ဗျာ နော်အားလုံးပဲအဖွင့်နေကစပြီးအပိတ်နေတောက်ကြနေတိအားလုံးကံကောင်းကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ